ကျွန်တော်တို့ဒီနမတ်၅ချိန်ဖတ်ကြတယ်အဲ့ဒီအတိုင်းပဲတကွာတရားကိုလက်ကင်ထားတယ်ကုနာရီကနေရှောင်းခြင်းနဲ့အဲ့ဒီလူနေထိုင်နေတဲ့အချိန်မှာ ကျွန်တော်တို့ဒီအိုးငါကတော့တော်တော်လေးကိုဟောက်နေပြီငါ့ရဲ့အခြေအနေကအမြဲတမ်းဒီလိုပုံစံဖြစ်နေမှာပဲဆိုပြီးတော့ကျွန်တော်တို့ဘယ်တော့မှတွက်လို့မရဘူးတွက်ဖြစ်လို့လဲဆိုတော့လူတယောက်ကဒီလိုအခြေအနေတွေကိုလည်းကြုံရနိုင်တယ်အလအရှင်ထိမ့်ထိမ့်ဆောက်ရှောက်ပါစေ ူကအမြဲတမ်းကောင်းမှုတွေလုပ်နေတယ်ဆိုပေမဲ့လည်းတခါတလေသူ့ရဲ့စီမာဒီလိုစိတ်ရိုင်းပေါ်လာတယ်ဒီလိုရှိုက်တာနဲ့လှုပ်ဆော်မှုတွေဖြစ်လာတယ်အဲ့ဒီအချိန်မှာ သူ့ကိုယ်သူထိမ့်မရတော့ဘူးတချက်မှားသွားတယ်အဲ့ဒီမှားယွင်းမှုကိုအကြောင်းခံပြီးတော့သူလမ်းမဘော်ကို ရောက်သွားတယ်ဒါနဲ့ပတ်သက်ပြီးတော့ဟာဒီသ်တော်မှာလာရှိတဲ့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလัยဟီဝါဆလမ်အမေရှိတဲ့လူသားတစ်ယောက်ကသူ့ ဘလောက်တောင်ကောင်းမှုတွေလှုပ်လဲဆိုတော့သူနဲ့ဂျန်နတ်ရဲ့ကြားထဲမှာ အကွာအဝေးတကိုက်လောက်ပဲရှိတော့တယ်အဲ့ဒီလောက်အထီသူကောင်းမှုတွေအများကြီးလှုပ်တာအဲ့ဒီနောက်ပိုင်းမှာရုတ်တရက်သူ့ရဲ့လှုပ်ရက်တွေပြောင်းလဲသွားတယ်ဂျာနမီတွေကျူးလွန်တဲ့မကောင်းမှုတွေကိုသူပြုတ်လုတဲ့နောက်ဆုံးမှာတော့ဂျာနမီတယောက်အဖြစ်နဲ့သူ့ရဲ့ဘဝအဆုံးသတ်သွားတယ် အလာအရှင်ထိမ့်ထိမ့်ဆောက်ရှောက်တော်မူပါစေလေစာတဲ့လူချင်းမြများခင်များခေအဆက်ဆက်မှာလဲတချို့သူတော်စီသူတော်မြတ်တွေအဲ့ဒီလိုဆိုးရွားတဲ့အခြေအနေတွေနဲ့ကြုံတွေ့ခဲ့ကြတာမျိုးတွေရှိတယ်ဟဇရတ်မောလာနာမူဖတီတကီဥစမာနီဒါမတ်ပရကာတူမြေဖခင်ကြီးဟဇရတ်မောလာနာမူဖတီရှဖီရဟမတူလာအလေးကမိမိရဲ့စာအုပ်လေးတအုပ်မှာအဖြစ်အပျက်လေးတစ်ခုကို ရေးသားတင်ပြတယ်တခါကရှိုက်တဘာရှိတယ် အဲ့ဒီ Shake စီမှာတိတ်ကိုများပြတဲ့တပည့်တွေတပန်းတွေအများကြီးပဲအဲ့ဒီပုဂ္ဂိုလ်ကတော်တော်လေးကိုအဘာဒတ်လုပ်တဲ့လူတွေကို သူကောင်းရာတွေကိုညွှန်ကြားတယ်မကောင်းတဲ့ကိစ္စတွေကနေပြီးတော့တားမြစ်တယ်ဒီလိုအလုပ်တွေလုပ်နေရင်းနဲ့တရက်မှာတော့သူ့အဖို့အလာအရှင်မြတ်ရဲ့ဘတ်တော်ကနေပြီးတော့တိတ်ကိုကြီးချယ်တဲ့စက်တက်မှုကြီးတစ်ခုရောက်လာတယ်အဲ့ဒါကဘာလဲဆိုတော့ သူတရမဣစာဤအမျိုးသမီးတယောက်ကိုတွေ့ပြီးတော့တိတ်ကိုစွန့်လန်းသွားတယ်။အဲ့ဒီအခါမှာအမျိုးသမီးရဲ့ဘကမိဘရဲ့ဆန္ဒအတိုင်းဣစာဤတာဒနာရဲကိုသူဝင်လိုက်တယ်။မူရတ်ဖြစ်သွားတယ်။အဲ့ဒီနောက်မှာဒီအမျိုးသမီးကသူ့ကိုဝတ်တေကိုចောင်းခိုင်းတယ်။သူဝတ်ចောင်းတဲ့အလုပ်ကိုလုပ်တဲ့ဒီနောက်ဆုံးမှာတော့ဒီပုဂ္ဂိုလ်ရဲ့တပည့်တယောက်က သူ့ရဲ့ဆရာနဲ့ပတ်သက်ပြီးတော့သူဘလို့မှမကြည့်ရဘူးနောက်ဆုံးမှဒီပုဂ္ဂိုလ်က အလ္လာရှင်မြတ်ရဲ့ထံပါတော်မှာအလ္လာရှင်ဆရာဖြစ်သူကို အမြန်ဆုံးဟိဒါယက်တရားလမ်းမှန်ချီးမြှင့်ဖို့ဒုအာတောင်းခံတယ်ဒီနောက်ဆုံးမှအလ္လာရှင်မြတ်က သူ့ရဲ့ဒုအာကို လက်ခံတယ်သူ့ရဲ့ဆရာကို အလ္လာရှင်ဟိဒါယက်တရားလမ်းမှန်ချီးမြှင့်ခဲ့တယ် حضرت مولانا جلال الدین رومی رحمت اللہ علیہ کا မစနဝီကျမ်းထဲမှာအဖြစ်ဖြစ်လေးတစ်ခုကိုရေးသားတင်ပြတယ်။အဲ့ဒါကဘာလဲဆိုတော့တခါမှတော့တိုးထဲမှာထင်းကောက်တဲ့အဖိုးအိုတယောက်ကတိုးထဲကိုတွားပြီးတော့ထင်းကောက်နေတဲ့အဲ့ဒီအချိန်ကတိတ်ကိုအေးတဲ့စောင်းရာသီအချိန်ဖြစ်တဲ့တိုးထဲမှာထင်းနေကို ကောက်နေရင်းနဲ့ရုတ်တရက်တည်နေတယ်လို့ထင်ရတဲ့မွေးတကောင်ကိုဒီပုပ်ကိုကတွေးခဲ့တယ် အဲ့ဒီခါမှာသူကလည်းအမတ်တမတ်နဲ့ထင်းချောင်းညီကိုကောက်တလို့အဲ့ဒီမွေကိုလည်းထင်းချောင်းမှတ်ပြီးတော့ကောက်လိုက်တယ်ကောက်ပြီးတော့ထင်းချောင်းညီထဲမှာဒီမွေကိုပါထည့်ပြီးတော့စီးလိုက်တယ်အဲ့ဒီနောက်မှာအိမ်ပြန်ရောက်လာတဲ့အခါမှာအရာဒီဥရုကနည်းနည်းလေးနှွေးလာပြီးအဲ့ဒီလိုနှွေးလာတဲ့အခါမှာဒီမွေကတရိပ်ပြန်ဝင်လာတယ်အသက်ပြန်ရှင်လာတယ်အဲ့ဒီနောက်မှာသူ့ကိုကောက်လာတဲ့ပုဂ္ဂိုလ်ကိုထင်းကောက်သမားကို အဲ့ဒီမွေက ပောက်ပြီးတော့တတ်လိုက်တယ်မော်လာနာဂျလာလူဒင်းရူမီရာမတူလာအလေးအမိတ်ရှိတယ်လူတိုင်းလူတိုင်းမှာ nafs လို့ခေါ်တဲ့စိတ်ရင်းကရှိတယ်ကျွန်တော်တို့တွေအဘာဒတ်လုပ်နေတယ်ကောင်းမှုတွေလုပ်နေတယ်အဲ့ဒီလိုကောင်းမှုတွေလုပ်နေတဲ့အခါမှာဒီစိတ်ရင်းကို ကျွန်တော်တို့တွေတည်နေပြီးဆိုပြီးတော့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုမဟုတ်ဘူးငွေက တင်းကောက်သမားကိုရုတ်တရက်ပောက်ပြီးတော့တက်ပြစ်လိုက်တယ်လို့မျိုးဒီစိတ်ရင်းကလည်းရုတ်တရက်ကျွန်တော်တို့ကိုကွန်နာရဲ့လမ်းကြောင်းကိုဆွဲခေါ်သွားနိုင်နေအဲ့ဒီတော့ကြောင့်ကျွန်တော်တို့တွေတေချာစဉ်းစားပါငါအခုချိန်မှာအလာရှင်မြတ်ရဲ့အီဘာဒတ်တည်လုံနေတယ်သာသနာကိုတိတဲ့လူတယောက်ဖြစ်နေတယ်ငါကူငါကွန်နာတွေကနေပြီးတော့ရှောင်ကျင်ပြီးတော့နေထိုင်နေတယ်။ဒါပေမဲ့လူကြီးမင်းတို့ ကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာ တခါတလေကြရင်ကိုနာလှုပ်ချင်တဲ့စိတ်ဖြစ်မိတယ်တခါတလေအဲ့ဒီစိတ်ဖြစ်တာကနေတဆင်ကိုတိုင်ကိုကြကိုနာကိုကျူးလွန်မိသွားတယ်တခါတလေအဲ့ဒီလိုကိုနာကျူးလွန်ခြင်းနဲ့စိတ်ကဖြစ်ယုံလောက်ပဲကိုနာမလှုပ်မိဘူးဒီအနည်းရကိုလူတိုင်းကြုံရနိုင်တယ်အဲ့ဒီလိုအနည်းရကိုကြုံရနိုင်တဲ့အခါမှာ ဆူလိုတာကကျွန်တော်တို့ရဲ့အသွေးတွေမှာကိုနာလှုပ်ခြင်းနဲ့စိတ်တွေပေါ်ပေါက်လာတဲ့အခါမှာကျွန်တော်တို့အလတ်ကိုတရိယာဖို့တိတ်ကိုလိုအပ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြတ်ကုရ်အန်ထဲမှာအလာရှင်မြတ်ကဒူအာလီတပုတ်တင်ပေးထားတယ်။ رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِن لَّدُنكَ رَحْمَةً ။ ఓ ကျွန်တော်မျိုးတို့ကိုမွေးမြူဖန်ဆင်းတော်မူတဲ့အရှင်အရှင်မြတ်ကကျွန်တော်မျိုးတို့ကို ဟေဒါယက်တရားလမ်းမှချီးမြှင့်ပြီးတဲ့နောက်မှာကျွန်တော်မျိုးတို့ရဲ့နှလုံးသားတွေကိုတင်ဆောင်အောင် မပြုတ်လုတော်မူပါနဲ့အဲ့ဒီနောက်မှာကျွန်တော်မျိုးတို့ကို အရှင်မြတ်ရဲ့ထံပါတော်ကရဟမတ်ကယူနာတော်ကိုချီးမြှင့်ပေးတနာတော်မူပါ ဒီတော့ကျွန်တော်တို့ရဲ့နှလုံးသားတွေထဲမှာကုနာလှုပ်ခြင်းနဲ့စိတ်တွေပေါ်ပေါက်လာတဲ့အခါမှာ ကျွန်တော်တို့ဒီတဝါလေးကိုတောင်းခံပါဒီတဝါထဲမှာအလာရှင်မြတ်ကိုကျွန်တော်တို့ရှောက်ထားတယ်ရလာရှင်အလာရှင်ကျွန်တော်တို့ကိုဟီတာရဲ့တရားလမ်းမှချီးမြှင့်ပေးပါပြီအဲ့ဒီနောက်မှာကျွန်တော်မျိုးတွေရဲ့နှလုံးသားကို နောက်တစ်ခါတင်ဆောင်အောင်မလုပ်တော်မူပါနဲ့သက်သက်ထဲမှာပဲကျွန်တော်တို့တွေအလာရှင်မြတ်ရဲ့ရဟမတ်ဂယူနာရောကိုပါဒီတဝါကနေပြီးတော့တောင်းခံတယ် ဒါကိုအကြောင်းခံပြီးတော့အလားအရှင်ကျွန်တော်တို့ကိုလမ်းမပေါ်ရောက်သွားခြင်းကနေပြီးတော့ထိမ့်သိမ့်ဆောက်ရှောက်လိုက်မယ်။အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဘဝရဲ့အခြေအနေတိုင်းအခြေအနေတိုင်းမှာ အလားအရှင်မြတ်ကိုတရိယာနေဖို့တိတ်ကိုအရေးကြီးတယ်။ဥပမာအားဖြင့်ကျွန်တော်တို့တွေထိုင်ဝိုင်းတစ်ခုကိုသွားတယ်။တေဂျာရာကအဲ့ဒီထိုင်ဝိုင်းကိုရောက်တဲ့အခါမှာလူတွေကအသင်းတွေပြောကြမယ်။မဟုတ်မဟုတ်စကားတွေပြောကြမယ်။ အဲ့ဒီအခါမှာကျွန်တော်တို့ဒီလိုပွဲတပွဲကိုဒီလိုထိုင်ဝိုင်းတစ်ခုကိုမတွားဘဲနေလိုက်တာကအကောင်းဆုံး။ဒါပေမဲ့တခါတလေမှာကျွန်တော်တို့တွေကိုနာတွေကိုကြုံရမယ်ဆိုတာတိနေလျက်နဲ့မဖြစ်မနေတွားရတဲ့အခါမျိုးလည်းရှိတတ်တယ်။အဲ့ဒီလိုအခါမျိုးမှာ ကျွန်တော်တို့တွေ အဲ့ဒီထိုင်ဝိုင်းကိုအဲ့ဒီပွဲကိုမသွားခင်အရင်မှာအလစီကနေပြီးတော့ဒီလိုတို့ဟာတောင်းခံပါရလာရှင် ကျွန်တော်ကတော့ဒီထိုင်ဝိုင်းကိုမဖြစ်မနေသွားနေရပါတယ်အဲ့ဒီထိုင်ဝိုင်းမှာအလရှင်မချိုက်တဲ့အရာတွေရှိပါတယ်အဲ့ဒီအရာတွေထဲမှာနင်မွန်းသွားခြင်းကနေပြီးတော့အလရှင် ကျွန်တော်ကိုကာကွယ်ပေးပါ အလရှင်ကျွန်တော်ကိုထိမ့်သိမ့်ဆောက်ရှောက်ပေးပါကျွန်တော်ရဲ့နှလုံးသားတိမ့်ဆောင်းသွားခြင်းကနေပြီးတော့အလရှင် ကာကွယ်တော်မူပါကျွန်တော်တို့ဒီဒုအကိုလည်းဖတ်နေပါရော့ဘနာလာတူဇီကူလူဘနာဘာဒအစ်ဒဟဒိုင်တနာအဲ့ဒီလိုပုံစံမျိုးကျွန်တော်တို့ပြုလုပ်မယ်ဆိုရင် အလာအရှင်ကျွန်တော်တို့ကိုကိုနာရီတဲ့ကိုတဖန်ပြန်ပြီးတော့ဝင်ရောက်သွားခြင်းကနေပြီးတော့ထိမ့်သိမ့်ဆောက်ရှောက်လိုက်မယ်လေးစားတဲ့လူကြီးမင်းများခင်များအချိန်တိုင်းမှာအလာအရှင်မြတ်ကိုတရိယာနေခြင်းရဲ့အကျိုးကလည်းတိတ်ကိုများတယ်တခါက တိတ်ကိုကြီးကျယ်တဲ့ဆွာဘာကြီးတစ်ပါးဖြစ်တဲ့ဟဇရတ်အဘူဒာဒာရဒီအလာဟူတာလာ အနုတခင်ရဲ့စီကိုလူတယောက်ရောက်လာတယ်ပြောတယ်အိုးအဘူဒာဒာအတင်းရဲ့အိမ်မိလောင်နေပြီအဲ့ဒီလိုပြောတဲ့အခါမှာအဘူဒာဒာရဒီအလာဟူတာလာအနုတခင်အမိတ်ရှိတယ်ငါအိမ်မိမလောင်ဘူးအလာအရှင်မြတ်ကအဲ့ဒီလိုလုံမှာမဟုတ်ဘူး အရင်နောက်မှနောက်သက်ပုဂ္ဂိုလ်တဦးကရောက်လာတဲ့အဘူဒ ర్ద ရဒီအလာဟူတာလာအနုတခင်ကိုသတင်းပေးတဲ့အိုးအဘူဒ ర్ద အသင်ရဲ့အိမ်နားမှာမိတွေအကြီးအကျယ်လောင်နေတာဒါပေမဲ့အဲ့ဒီမိတွေကအသင်အိမ်ဘက်ရောက်တာနဲ့အာလုံရုတ်တရက်ငြိမ်းသွားတယ်အခုဘာမိမှမရှိတော့ဘူးအဲ့ဒီလိုသတင်းပေးတဲ့အခါမှာအဘူဒ ర్ద ရဒီအလာဟူတာလာ အနုတခင်အမိတ်ရှိတယ်ငါအခုနပြောတယ်မလား ငါအိမ်မီးမလောင်ဘူးငါယုံကြည်တဲ့အလာအရှင်မြတ်ကငါအိမ်ကို အလာအရှင်မီးလောင်စေမှာမဟုတ်ဘူးအနာမှာရှိတဲ့သူတွေကတအံ့တအုံးနဲ့မီးတယ်။အိုးအဘူတရဒာအတင်ဘာဖြစ်လို့ဒီလိုတအပ်ပြောနိုင်ရတာလဲအဘူဒရဒာရဒီယัลလာဟူတာလာအနုတခင် အမိတ်ရှိတဲ့ငါ့ကိုတမန်တော်မြတ်ကြီးဆလ္လာလာဟူအလัยဟီဝဆလမ်ကဒူအာလေးတွေတင်ပေးတဲ့ အဲ့ဒီဒူအာကိုမနက်အချိန်မှာဖတ်ရင် အလာအရှင်မြတ်ကညနေအချိန်အထိအနေရီဒုက္ခတွေကနေပြီးတော့ထိမ့်သိမ့်ဆောက်ရှောက်တဲ့ညနေအချိန်မှာဖတ်ရင်အလာအရှင် နောက်နေ့မနက်အထိအလာအရှင်ထိမ့်သိမ့်ဆောက်ရှောက်တဲ့အဲ့ဒီဒူအာလေးတွေကိုငါအမြဲတမ်းဖတ်နေတယ်လေးစားတဲ့လူကြီးမင်းများခင်ဗျာဆူလိုရာက အလာအရှင်မြတ်ကိုအမြဲတည်းရနေတယ်အဲ့ဒီရရလက်မှာ အလာအရှင်မြတ်ကလည်းဒီပုဂ္ဂိုလ်ကိုအလာအရှင် ိုးရွားတဲ့အနေအထားကနေပြီးတော့ထိမ့်သိမ့်ဆောက်ရှောက်ပေးတယ်။ဟဇရတ်ဒေါက်တာအာရီဖီရာမတ်တူလာအလေးကအမင်းရှိတယ်။ကျွန်တော်တို့ဒီလိုတွေးကြည့်လိုက်ပါ။ဟရှယ်ကွင်းပြင်ကို ကျွန်တော်တို့ရောက်နေတဲ့ကျွန်တော်တို့ရဲ့ကောင်းမှုမကောင်းမှုတွေကိုစစ်ဆင်းနေပြီ။ကျွန်တော်တို့ရဲ့မကောင်းမှုမတန်းနေမှာမကောင်းမှုတွေအများကြီးရှိနေတဲ့အဲ့ဒီအခါမှာဒီမကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုမင်းနေပြီးကျွန်တော်တို့အမေးခံနေရပြီး အဲ့ဒီအချိန်မှာကျွန်တော်တို့အလာရှင်မြတ်ကိုရှောက်ထားမယ်ရလာရှင်အလာရှင်မြတ်ကကျွန်တော်မျိုးတို့ကိုဒီလိုခေတ်ကာလမှာဖန်ဆင်းခဲ့တယ်အဲ့ဒီခေတ်ကာလမှာကိုနာတွေတိတ်များတယ်ကျွန်တော်မျိုးတို့အဲ့ဒီကိုနာတွေကနေမရှောင်ကျဉ်နိုင်ခဲ့ဘူးအလာရှင်မြတ်သာကျွန်တော်မျိုးတို့ကိုစွာပါတာဝကတွေနဲ့တခိတဲဖန်ဆင်းခဲ့မယ်ဆိုရင်ကျွန်တော်တို့တွေကိုနာတွေကနေရှောင်ကျဉ်နိုင်မယ်အဲ့ဒီလိုပုံစံမျိုးကျွန်တော်တို့ရှောက်ထားမယ်ဆိုရင် အလာအရှင်ဘတ်တော်ကနေပြီးတော့ကျွန်တော်တို့ကိုဒီမေးကိုမေးလိုက်မယ်အတင်းတို့ရဲ့ခေတ်ကာလမှာကုနာရီများတဲ့ရှောင်းကျင်ဖို့ခတ်တယ်ဆိုရင်အတင်းကအဲ့ဒီကုနာရီကျူးလွန်နေတဲ့အချိန်မှာငါအရှင်မြတ်ကိုဘာဖြစ်လို့တရိမရခဲ့တာလဲအတင်းငါရှင်မျက်စီကနေပြီးတော့ဒီကွန်နာရီကနေပြီးတော့လွတ်မြောက်မှုပေးဖို့ဘာဖြစ်လို့မတောင်းခံခဲ့တာလဲ လာရှင်ကျွန်တော်တို့အားလုံးကိုလိုက်နာနိုင်တဲ့အခွင့်အရေးချိမြေပေးတနာတော်မူပါစေဝအာခီရူဒါဝါနာအန်အယ်လ်ဟမ်ဒူလ illah ရော်ဘီလ်အာလမီန်